အားလုံးမင်္ဂလာပါကျွန်တော် channel လေးရဲ့နေပြန်လည်ကြိုဆိုပါရစေလောက်ကင်ခွင့်လန်းတွေရရှိပိုင်ဆိုင်နိုင်ကြပါစေနော်ဒီကနေ့လဲ30ရက်နေ့တုန်းကထပ်မံဖိတ်ခေါ်ထားတဲ့လောက်ကင်ခွင့်လန်းလေးတွေကိုထပ်မံပြီးတော့ဖော်ပြသွားမှာဖြစ်ပါတယ်အဆုံးထိလိုင်းပါနားဆင်ပေးကြပါအောင်ဟုတ်ကဲ့ပထမဆုံးဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် DKT ဆိုတဲ့အဖွဲ့စည်းက3ခုခေါ်ထားတဲ့ရန်ကုန် region အတွက်ပဲပေါ့နော်ပထမ position ကတော့ marketing aesthetic ဆိုတဲ့ position တစ်ခုရှိတယ် နောက် content writer ဆိုတဲ့ position တစ်ခုရှိတယ်။အနောက်တစ်ခုက data collector ဆိုတဲ့ position သုံးခုကိုရန်ကုန် region အတွက်ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကတော့ PE ဆိုတဲ့ organization ကတော့ position ၅ခုခေါ်ထားတာတွေ့ပါတယ်။ဒါတော့ Sky region အတွက်ဒီပဲပေါ့နော်။ပထမ position ကတော့ Nike position တစ်ခုဖြစ်တယ်။ နောက်တစ်ခုကတော့ logistic assistant ဆိုတဲ့ position ဖြစ်တယ်။နောက်တစ်ခုကတော့ community mobilizer အဲ position ဖြစ်တယ်။နောက်တစ်ခုကတော့ senior community mobilizer အဲနောက်ဆုံး position တစ်ခုကတော့ community head officer ဆိုတဲ့ position ၅ခုပေါ့နော်။ position ၅ခုကိုကျွန်တော်တို့ PA organization က Sky Region အားလုံးအတွက်ကိုဖိတ်ခေါ်ထားတယ်။အဲဖွဲ့စည်းအဲ position တွေဖြစ်ပါတယ်လို့ နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ကပြန်ပြီးတော့ကြော်ညာထားတဲ့အဖြစ်တဲ့ UNICEF ကနေအဲသူရဲ့ region ကနေနဲ့ဆိုရင် home base အနေနဲ့ပဲလောက်ရမယ့် position နဲ့ဖြစ်တယ်။အဲဒါကတော့ကျွန်တော် extension nation နဲ့ consultant long term agreement ပေါ့နော်။အဲဒါအဲနှစ်ခုပေါ့နော်။ video အတွက်နဲ့အဲကျွန်တော်တို့ photography အတွက်ဆိုတဲ့ position နဲ့ခုကို home base အနေနဲ့ပဲလောက်ရမယ့် position ဖြစ်ပါတယ်။ အနောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် PUI ဖွဲ့ကလည်း reach ရန်ကုန် region အတွက်ကိုကျွန်တော် logistic coordinator ဆိုတဲ့ position ရာထူးကိုခေါ်ထားတာတွေ့တယ်ပြီးတော့ MEM ဆိုတဲ့အဲ organization ကကချင်ဖားကန် data အတွက်ကို team leader ဆိုတဲ့ position ကိုခေါ်ထားတာတွေ့ရပါတယ်လို့အာနောက်ဆုံးအဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် RI ဆိုတဲ့ဖွဲ့က position တစ်ခုခေါ်ထားတယ်အဲပထမတစ်ခု reach ရခိုင် region အတွက်ကို head project assistant position ခေါ်ထားတာရှိပါတယ်။နောက်တစ်ခုက remote working ဆိုပြီးတော့နေရာပြထားတယ်။အဲသူခေါ်ထားတဲ့ position ကတော့ consultancy for baseline assessment on nutrition ဆိုပြီးတော့အဲ position ရသူခေါ်ထားတာတွေ့ရပါတယ်လို့ဒါကတော့90ရက်နှစ်အတွက်ကိုနောက်ထပ်ဖိတ်ခေါ်ထားတဲ့လောက်ကိုင်ခွင့်လန်းတွေဖြစ်ပါတယ်။လောက်ကန်တွေလိုအပ်တဲ့ညီကိုတွေအတွက်လောက်ကန်စီပင်ချပါစေနော်ကျွန်တော်ရဲ့အဲ channel လေးကိုလည်း like and ဲ subscribe လုပ်တာပြဖို့လဲမေတ္တာရက်ခံတောင်းဆိုလိုပါတယ်လို့အဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်